မြန်မာနိုင်ငံတဝမ်းမှာလူရေ3.5တန်းသန့်ခန့်နေရဲစွန့်ခွာနေထိုင်နေရကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA မြန်မာကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးအန္တရာယ်တွေဆက်လက်ဖြစ်ပေါ်နေစေပဋိပက္ခတွေကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကျတဲတွေနဲ့ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအန္တရာယ်တွေကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတဝမ်းမှာလူရေ3.5တန်းခန့်နေရဲစွန့်ခွာနေထိုင်ကြရလျက်ရှိကြောင်းအဆိုပါထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မလ28ရက်ကအင်အားပြင်းထန်တဲ့ငလင်းနှစ်ကျင်းလှုပ်ခတ်မှုကြောင့်မြို့ပြတွေနဲ့ကျေးလက်ဒေသတွေမှာအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျီနဲ့အခြေခံအဆောက်အုံတွေပျက်စီးတာအသက်မွေးဝမ်းကြောင်းမှုတွေထိခိုက်တာတွေဖြစ်ခဲ့ကြောင်းဖော်ပြထားပါတယ်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာကိုညီလိုအပ်နေသူလူရဲ16.6တန်းနဲ့လူဝဲထက်စံချိန်တင်မြင့်တက်နေပြီငလင်းအပေးမှာထတ်တိုးလူရဲ2တန်းဟာအရေးပေါ်ကိုညီလိုအပ်လျက်ရှိကြောင်း UNO ချကဆိုပါတယ် ပဋိပက္ခတွေကြောင့်အရက်သားတွေဟာစဉ်ဆက်မပြတ်အိုးအိမ်ဆုံးခွာထွက်ပြေးတင်းရှောင်နေကြရပြီလူမှုဘဝကယ်ဆယ်ရေးအကွယ်အညီနဲ့အရေးကြီးတဲ့ဝန်ဆောင်မှုတွေကိုလည်းလက်လန်းမြေရရှိနိုင်ဖို့ခက်ခဲကြရကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရမုံငွေရှော့ချမှုနဲ့တွာလာခွင့်ကန့်သက်ချက်တွေလိုမျိုးအခက်အခဲတွေရှိပေမဲ့လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့တွေဟာ2025ခုနှစ်ပထမ3လပတ်အတွင်းလူရည်တည်တက်သမ5တန်းကိုအရေးကြီးတဲ့အကူအညီတွေပေးရနိုင်ခဲ့တယ်လို့သိရပါတယ် 2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက်ရန်မုံငွေဟာအခုအချိန်ထိ9တက်သမ800ခန့်နှုန်းသာရရှိထားပြီးနောက်ဆက်တွဲငလင်တုံ့ပြန်ရေးအစီအစဉ်အတွက်16တက်သမ200ခန့်နှုန်းသာရရှိထားကြောင်းအကူအညီတွေတိုးမြှင့်ပေးနိုင်မှုနဲ့အထူးကိစ္စုံဒေတာတွေကိုရရှိကူညီနိုင်မှုထပ်တိုးရန်မုံငွေနဲ့ကတိပြုထားတဲ့အလွန်ငွေတွေအချိန်မီထည့်ဝင်ချပေးဖို့အရေးကြီးကြောင်းအစိုးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်